ဟုတ်ကဲ့မင်္ဂလာပါ idea 134ကနေပြန်လဲကြိုးစားပါတယ်ဒီနေ့မှာတော့ကျွန်တော်ကဆရာကြီးဥဖိုးကြားရဲ့ကိုတွေ့ဝိတ္ထုများတဲ့ကမှာနာမည်အကြီးဆုံးတဲ့ကတပုတ်ဖြစ်တဲ့မင်းကတော်ဆိုတဲ့ဝိတ္ထုတို့လေးကိုဖတ်ရှုပေးမှာဖြစ်ပါတယ်မင်းကတော်ညုံမေဤမိဘတော်သည်တောင်းတူတောင်းသားများဖြစ်ကြ၏စင်ရဲလဲစင်ရဲကြရှာ၏ညုံမေငယ်စဉ်ကပင်အဖေအသေးဆုံးသွား၍မောက်ဆိုးမတော်ခင်သည်တမိကလေးကိုညှဉ်းညင်စွာမွေးမြူခဲ့ရ၏ ညွမေတို့မှာဟင်းတရာမျိုးတောင်ပက်ငားမိုင်ခန့်အကွာနတ်မော်ရွာတွင်အစိုးရဖျားတွင်နေကြသည်ဒေါခင်သည်မိမိ၏တဲအိမ်ကလေးရှေ့ပိုင်းတွင်ဘူတီကျော်ကျော်ကအတံမွေးရ၏ကံအားလျော်စွာဒေါခင်ဤဘူတီကျော်မှတဖြည်းဖြည်းနမည်ရလာ၍ကြော်နိုင်သမျှကုန်တော်ဟု၏နတ်မော်လန်မှာလဲတန်လဲလန်မော်တော်ကားလမ်းများကြသည်ဖြင့်ဒေါခင်ဤဘူတီကျော်ဆိုင်သည်စားတဲစားကန်တစ်ခုဖြစ်သွားလေသည် တော်ခင်သည်သူများအမိများတဲ့သာသမီကိုကဲလွန်ပုံမို့ချစ်သည်ကိုဆိုရလောက်သည်မိမိမှာညုံညင်စင်ရဲစွာလောက်ကైစားတော့ရတော့လဲသမီးကလေးကိုအလောက်ချမ်းကိုမစို့ဖိဓမြက်စီမှမလဲခိုင်းရပြီညုံမေမှာကုတူထူထူဖြစ်၍အတန်ပင်ပုံပန်းရုပ်စင်ချုံမောက်၍ချစ်ခင်နှစ်သက်ဖွဲ့ကောင်းဤကျုပ်သမီးလေးရုံမခေဘူးတော့မင်းကတော်ဖြစ်မဲ့ရုပ်ကလေးဟုအိန္ဒိနာချင်းတို့အားပြောလေရှိသည်ရာအူကြောင့် ဖုံးတော်ကြီးဥကုတလာကညမေအခုနှစ်လာရက်နေတော့ကိုမေရွေဟဲ့တကမာကြီးနင်းသမီးရာဇဘွားကလေးဟဲ့မင်းကတော်ဖြစ်လိမ့်မယ်ဟုတ်တခါကဥပုပ်ဆောင်သွားရင်ပြောမိရာတော်ခင်သည်မင်းကတော်ယူယူနေလေ၏လူတွေတိုင်းကိုပြောပြသဖြင့်တချို့ကကောင်းကျင်ဤတချို့ကပြုံးဤတချို့ကမဲ့၍မျက်ဆောင်ထိုးဤငယ်ငယ်6နှစ်အရွယ်လောက်ကပဲမခမ်းရက်မစေရဲ့ဦးရွှေလူဤမြမစတင်ချောင်းတွင်ထား၏ခုနှစ်တန်းအောင်သောညွတ်မေသည်နတ်မော်ရွာဥတ္တရာပိုင်းလူကုံထံပိုင်း၌က ခင်ရွေနှင့်အတမ်းမြေတို့ဟင်တရာမျိုးအင်္ဂလိပ်ကျောင်းတွင်နေကြသည်ကိုအားကြ၍မိမိလည်းအင်္ဂလိပ်စာသင်ခြင်းသို့ဟုအမိအားပူဇော်လေသည်။တမီယူယူနေသူဝူသီကျော်သည်မုံဆိုးမကြီးမှမငင်းလဲမငင်းနိုင်မတက်လဲမတက်နိုင်သဖြင့်ရင်ထဲနှင့်ပလောင်ဆူသွား၏။ဟဲတမီကုနောအနန္တော်တဲ့ငါကြုံခံပြီးထမ်းဝင်ဟုစိတ်ထုံးဖြစ်လိုက်လေသည်။မကြမီပင်ဟင်တရာမျိုးတွင်နတ်မော်လန်းသွား လှန်မော်တော်ကားလမ်းများဆိုက်ရနှင့်အနီးအချိန်ခန်းကျင်းလေးတစ်ခုကိုတလားလေးချက်နှင့်ငှား၍အိမ်တောင်ပြောင်းလေ၏အကြောင်းသိပြီးသောဖောက်တဲ့ကာသမာများ၏ပဆက်ကြောင်ညာကြောင့်ဒေါခင်ဘူသီကျော်ဟုနာမည်တော်ခေစားလေသည်သို့တော်လည်းတမိငယ်ကိုအင်္ဂလိပ်လေးတန်းကစား၍ထားနိုင်သည် အင်္ဂလိပ်ကျောင်းသူရှင်ညွတ်မေအပျော်ပေါက်တီကအမိဟုပင်မှတ်ထင်ရမရှိအလောအကျွေးအခိုင်းစေဟုမှတ်ထင်ရရှိသည် ။ငယ်စဉ်ကစ၍အမိဖြစ်သူကငေါ့ရွေမှမပြောဘူးဆိုလိုသည်ဖြစ်ကြောက်ရွံ့ရိုသေရမှမသိဖြစ်နေလေသည်။အဝိအစာအသုံးဆွဲနိုင် အတန်လွန်မာသောမိန်းကလေးဖြစ်၏။တခါတရံမိမိလိုသလောက်ပတ်ဆက်တောင်းရင်မရလေမိမိဤလက်အောင်ငယ်သားကဲ့သို့အော်ငေါ့ချိန်မောင်းခြင်းကိုပြု၏။ထိုကအမိမှတစုံတရာမပြောဝွန်တချောင်ချောင်တွင်ကုတ်၍နေရရှာလေသည်ကုတ်နေရုံနှင့်မပြီးလိုသောပတ်စံကိုချင်းကားပေါက်နှံ၍ဖြစ်စေရှာပေးရလေသည်တဖြည်းဖြည်းအတန်းကလည်းကြည်လိုက်ဇယိတ်ကြည်လေဖြစ်သည် ဘူးသီးကျော်နှင့်လုပ်ငန်းနှင့်မလုံလောက်ဖြစ်လာသည်ထိုအခါဒေါက်ကင်မာ မကြံတတ်ပြီဖြစ်၍အထံပိုင်းတစ်ခု၌တမျက်စီလဲကျန်းတိုက်ဝစ်ရှော့အစီကံလောက်ကိုမွန်တဲကညနေဆောင်အထိလောက်ရရှာလေသည်ဤလောက်ကိုသမီးသိလင်ရှက်မီဂုံးပြက်မီဆို၍ဖွင့်မပြောပဲစိတ်လိတ်ဆိုင်၌စိတ်ဆုပ်လောက်ရသည်ဟုလိန်ပြောထား၏ဤသို့လည်းနနက်တွင်ဘူးသီးကျော်မွန်သိန်းတော်အစီကံလောက်ခနှောက်နှုတ်အနေစားဖြင့်မီယာမိဖုရားလောင်သမီးတစ်ပါးကိုစူးစမ်း၍အင်္ဂလိပ်စာသင်ပေးစေလေသည် ညွတ်မေဆဲတဲ့အောင်လင်ကံလျာအောင်ကံအားလျော်စွာဟင်းတတစာတိုက်ကြီးတွင်စေးရင်မကလေးအလုပ်ကိုရ၏မိမိ၏နေခံမှအယုံကြီးလန်းဖြင့်အဖြတ်၍စာတိုက်တို့နေစဉ်သွားရသည်ညွတ်မေမှာနဂိုရတနာကမအဝိစာခစ်စံဟန်ကလေးပန်ကလေးကလည်းလှုပ်တက်ခက်ဖြက်ဖြက်ခက်ဆော့ဆော့အတော်ကိုလူကြည့်ခံရသောသူငယ်မှဖြစ်လာလေသည်ထိုသူငယ်မှနေစဉ်သွားရသောယုံကြည်လန်းတွင်ပခန်းသားမြို့အုပ်ပမြို့အုပ်ပေါက်စာလူလှလှပါရွှေသည် နေလေ၏ မကြမီထိုးလူလာနှင့်မိမချောသဘောချင်းထိတွေ့တဲ့ဖြင့်အကြိုက်မိကြလေသည်မညွတ်မေရဲ့မညွတ်မေတို့အိမ်ကိုတခါလောက်လာလေပြရစီဟုမြို့အုံမင်းသည်မကြခဏပြောလိရှိသည်သူပြောတော့အခါ၌ညွတ်မေမှာအသက်ရှူကျက်ရသွားတတ်၏ငါကချောဤလှဤအဝိစားတောက်ပြောင်ဤအင်္ဂလိပ်စာတက်ဤအစေးရမကြီးလဲဟုတ်ဤမြို့အုံမင်းသည်ငါအိမ်တို့လာခဲ့သောအချိန်နေဆုံးနှုတ်သောမလမပအခန်းငယ်ကိုတွေ့ရလတဲ့ထို့ထက်ငါအမိကအမိဟုပဲမပြောဝန်းလောက်အောင်ဆုတ်ချဤရှက်ဖို့ကောင်းဤဟူသည်ကြော်ရရွေးအိုးမဲပိတ်ပေးရေးစီမရှိသောကောင်းဆုတ်ဖွား ညစ်ပေဆုပ်ပြတ်သောအဝတ်အစားကြံတန်းသော ရုပ်လက္ခဏာအိုဘယ်နေရာမှရစရာမရှိဤသူ့မှအနိဋ္ဌာယုံကြည်ကုန်မြင်ရ၍ငါအမိဟုသိသွားသောဟွန်းငါမင်းကတော်အလုံးရတော်မည်မဟုတ်ချေကားဟုတွေးတော့၍အော်ကိုကိုကလည်းလူတွေတိမှဆိုလိုပါမလာပါနဲ့အော်လာချင်းကြတော့ကျမလာခေါ်မယ်ဟုအတွေ့အတွေ့လှည့်စား၍သာနေ၏မနေနိုင်သောမြို့အုပ်တီကတေချွန်နှင့်စုံစမ်း၍ညွတ်မေ၏နေရာကိုတည်တော်တညက်နေနာအတင်းသွားလေ၏ ညုံမေသည်အံအားသင်ကပြာလောင်ခက်၍အမိကိုကြပြကရလက်ကုပ်ပြီးမိမိုးကြောင့်နဲ့၌မြင်မြင်သွားနေပါဟုမောင်းထုတ်လိုက်လေသည်အမေကြီးလည်းဘာမသိညာမသိနှင့်ကြပြကတိပြေး၍ဝင်သွားရရှာလေသည်ကိုကိုကလည်းမလာပါနဲ့ဆိုတာကိုလူတွေသိကုန်ရင်အိုတိတိဘာဖြစ်လဲကျမအရင်ဟိုးဦးရင်မှာတိုင်ငှားနေရယ်ယခုဒီခန်းကတော့ အရင်ဆယ်တန်းဆောင်ပွဲနေ့တုန်းကအချောင်းကြကြအတိတ်ဆိတ်တဲ့နေရာမှာတယောက်တည်းစာကြည့်ခြင်းလို့ဒီခန်းကလေးကိုခဏငှားပြီးနေတယ်။ဆောင်ပွဲအောင်နာနဲ့ဒီခန်းကလေးအချိုးပေးရဆိုပြီးမလွတ်ရဘူးစသည်ဖြင့်သူ့ဟာသူမလုံရပလီနေလေသည်။ဤတွင်အရင်မသိတတ်သောအမေအိုသည်မိဘဝကနေ၍တမီဧည့်သည်ကိုလက်ဖက်ရည်တိုင်အောင်မလားဟုလောကချော်လိုက်သည်။ရွံ့မေသည်အမေကြီးအပြင်တို့ထွက်မလာစေခြင်းသည်နှင့်ရင်နွေးအိုးတဲလိုက်ဆမ်းမဟုအမေပေးလိုက်လေသည်။ ။အော်ဒါကမညုံမရဲ့အမေလား။မဟုတ်ပါဘူးအစေခံပါ။ငငယ်ကလေးကကြည့်ရှုလာခဲ့ရလို့ကျမကိုတမီးလို့ခေါ်တာပါဟုစွန့်နေ၍ပြောလိုက်လေသည်။အော်အစေခံပါကြီးနဲ့နှစ်ယောက်ထဲနေသလား။အင်းဟုတ်တယ်။ကိုင်းဗျာရင်နှွေးတွေဘာတွေလုံးမနေပါနဲ့။ကိုကိုတို့အိမ်ကိုလိုက်ခဲ့ပါဟိုကျမတောက်စတောက်ကြစားကြတာပေါ့။ဟာရှက်စရာကြီးမလိုက်ချင်ဘူးဟုအမူလိုက်လေသည်။အိုးပါရှက်စရာလေလာခဲ့ပါဟု၍ပါအောင်ခေါ်ခဲ့လေသည်။ညမေဤတိုက်တွန်းချက်အရနီးဆက်သောဆွေမျိုးများလောက်နှင့်သာဘာရွှေဤအိမ်တွင်လက်ဖက်ဤဘွယ်တိုက်ကြည့်၍ ်မင်္ဂလာဆောင်ကိစ္စကိုပြီးစေ၏ထိုမင်္ဂလာပွဲကိုညွတ်မိအမေကြားယုံသာကြားလိုက်ရသည်မသွားရမတွေ့ရမမြင်ရအရှာပေထို့နောက်ညွတ်မိသည်မြို့အုပ်အိမ်တို့မြို့အုပ်ကတော်အထက်တန်းစားမိမအဖြစ်သွားရောက်နေ၏မိခင်ကနေရင်အခဲမှပင်ဖြစ်တယ်လို့ထားခဲ့လေ၏အခုလိုက်လို့မဖြစ်သေးဘူးအမေရဲ့နောက်တော့ကျမကြည့်ပြီးစီစဉ်ပါအောင်မယ်ဟုလောကုတ်လုံသွားလေသည်ထိုလောကုတ်ကိုပင်အင်မတန်ကျေးဇူးပေးဟုယူဆကငါသမီးကလေးမင်းကတော်ဖြစ်ပြီးသူကြိုက်တယ်လို့နေပါစေသူချမ်းသာရင်ပြီးရောဟုကျင်နေရင်နေလေ၏ ညွတ်မေကထိုပိုးသီးကြောင်မတော်၍မြို့အုံမေနှကောင်းတို့ရောက်ရှိ၍ညွတ်မေ၏အမေမဲသီးသွားလင်က ခက်ရကြည်ရဟုတမျိုးပူမိ၏တနေ့တနိုင်ညွတ်မေသည်လာခဲ့၍အမေရဲ့ဒီပူးသီးကြောင်လောက်ကိုမလောက်ပါနဲ့လူကြားလို့မှမကောင်းပါဘူးအမေကဖြစ်ကျင်တိုင်းဖြစ်နေသမီးကမင်းကတော့အထက်တန်းစားဘက်နဲ့လုံးမလဲဟုမြည်တွန်းနေလေတို့သမီးရဲ့အတူလဲမနေရအစားဖို့တောက်ဖို့လဲဘယ်ကမှမရငါဘယ်နဲ့လုံနေရမလဲဒါကတော့ဖြစ်တယ်လို့တော်တယ်လို့ပေါ့ပြီးတော့လဲဟိုကမြို့အမင်းတည်သွားရင်ဆိုရွေးစကားကိုရက်ထား၏ ထွက်ကအမေကြီးညွတ်မေဤမျက်နာကိုအကြာကြီးစိုက်ကြည့်နေသည်တခါမျှဤမျှလောက်ကြာကြာမကြည့်ဘူးသည်မျက်နှာမျက်လုံးများဆိုလာ၏အေးအေးသမီးပြန်တော့အမေတော်တလို့ကြည့်နေမယ်ဟုဆိုကမျက်နှာလွှဲလိုက်သည်ညွတ်မေသည်ခြေကလေးလေးဖြင့်ပြန်ခဲ့ရလမ်းတွင်ငါလောက်တာတော်မတော်ရဲ့လားအိုးဒီလိုမှမဟုတ်ရင်လည်းငါအထက်တန်းစားမိမအဖြစ်ကရှောမှာပဲဟုကိုတရားကိုစီရင်၍ပြန်ခဲ့၏လေရဲ့အကြာတွင်ငါအမေဘလိုများတွင်လေလဲငါပြစ်ထားခဲ့လို့ကောင်းမှန်မထင်ပါဘူးလေဟုတွေးကတတိယ၍ ထိုအခန်းဘက်ကိုပြန်လာခဲ့သည်တခန်းတကားလေးစိတ်ထားသည့်ကိုတွေ့ရ၏တွန်းကြည့်တော့အခန်း၌ပြောင်းနေသူကိုတွေ့ရ၍ထိတ်ကနေရှိသွား၏ထိုခဏ၌ကက်နေသောအထမ်းမှရခန်းမှ ရေထန်းကလားနာစရာသည်ပေါက်လာ၍ဟက်ကမကလေးနင့်မေဘူးသည်လေဟိုဂျန်ကလေးကိုလေးသွားပြီးနားကိုလေးစတက်ခုပွေးသားတယ်နင်းလာရင်ပွေးလို့ပြောသွားတယ်ရော့ဆို၍စက်ကူညင်ညင်နဲ့စာကလေးကိုအခောက်လိုက်ပေးသွားလေသည် ညှို့မဲ့သည်ရင်တထိတ်ထိတ်ဖြင့်တကားကိုမီ၍ဇာကိုဖက်ကြည့်၏။စာမှာစက်ကိုညင်ညင်အစုပ်တစ်ခုတွင်ရေးထား၏။မဲကြီးမှာညှို့မဲ့ကတော့အထက်သန်စားပညာတတ်မဟုတ်ချေ။တပ်ပုံမှဆာ၍အမှားမှားအချွတ်ချွတ်နှင့်ဖြစ်တတ်သည်များရေးသက်ကစာဖြစ်၏။ထိုစာမှာနောက်ခါ၌မြို့အုပ်လက်ထက်တို့ရောက်၍တင်ထားရမှကျွန်တော်နှင့်တွေ့ရှိခဲ့ရ၍တပုံရိုက်ခဲ့ရသည်။အောက်ပါတပုံကထုံမူရင်းစာတိုင်းဖြစ်သည်။ညွတ်မေသမီးအမေတိပီအမေဆိုတာကိုမေတဲ့သမီးကိုဆိုတာပေါ့ ငါကိုအမေတော်ရမှာငါကိုအမေလို့ခေါ်ရမှာတမိရှက်တယ်ဆိုတာအမေသိပြီငါလည်းမင်းကတော်အမေလို့ဖို့မတော်ဘူးအဲ့ဒီတော့တမိကုံမပြတ်အောင်အမေရှောင်ပေးပါမယ်ကွယ်ငါတမိချမ်းသာရင်အမေဝမ်းမြောက်ပါပြီလိမ့်လိမ့်မမနဲရင်တော့တမိအမေလေးအဝေးကပဲဆူတောင်းပါမယ်တမိညွမေသည်ဖက်ပြီးတော့အတန်ကြာငိုင်နေလေ၏ဒါဆရာအမေကြီးဘယ်တော့မှပြေးသွားလဲဘူးသီးလေးမနေ့ကပြေးသွားတယ်နားတို့လေစပွေးတော်လေးမျက်လုံးနဲ့မှပန်းနေတယ်အများကြီးတကယ်ရှိလာတယ်နေတော့တွေဘာဖြစ်တာလဲရံဖြစ်တာလား ညွတ်မေသည်ဘာမှမပြောဘဲနာစရာကိုစိုက်၍ကြည့်နေလေကလားကဆက်၍နေလေကပလာကောင်းကောင်းရှိတယ်ဘုသည်မှလည်းကပလာကောင်းကောင်းမရှိဘူးဟိုတယ်ရဲ့နှစ်ရလေဘုသည်နာခန္ဓာမစားဘူးပန်နီလည်းမစားဘူးငါမေးတယ်ဘုသည်နဲ့ခန္ဓာမစားဘူးဘာဖြစ်လဲငါမေးတယ်ဘုသည်ပြောတယ်ဖျားတယ်ဘုသည်လေစိတ်အများကြီးမကောင်းဘူးဆိုပြီးရေထန်းကလာသည်ဖောက်တဲ့ချနေလေသည်ထို့သောမပိကလာပိကလာနှစ်ပြောတဲ့သမျှဖြင့်ပြောနေလေသောကိုညွတ်မေကြရသောအခါလှိုက်လိုက်လဲလဲနောက်တကြီးစွာရ၏ ငယ်စဉ်ကငယ်ရွယ်စဉ်ကစ၍ပင်မဆင်းရဲစွာဖြင့်လှုပ်ကြွေးမွေးမြူခဲ့သောအမိအီဇလန်းသည်ပေါ်၍ပေါ်၍လာကမျက်နာနီမြန်လျက်အမျက်ရည်လဲခဲ့၏မိမိသည်ပင်အထက်တန်းစားမိမ့်မှလောမွေးမိခဲ့ပင်အထက်တန်းစားမိမ့်မှလောဟုတ်တွေ့တော်ဆုံးဖြစ်နိုင်လေသည်ခက်ကံမှကလေးနင်းလဲဖျားတာလားမျက်နာနီလဲပါနီလဲလာတယ်ရှိတယ်နင်းတို့ဘာဖြစ်ကြတာလဲနားလေးစိတ်ပုံကြီးမကောင်းမှုရှိတယ်ဟုတ်ကလားပင်ဆင်ညစ်သွားသည် တို့ဘာမှမဖြစ်ပါဘူးကွယ်ရော့ပတ်ဆက်တမက်ငါသွားတော့မယ်ဟုထွက်လာခဲ့၏။နာစရာသည်မက်ဆေကိုကြည့်လိုက်ညွမေသွားရလမ်းကိုကြည့်လိုက်နဲ့ကြံရက်နေလေသည်။ညွမေသည်လင်းတဲ့မြို့အုံအားအလုံးစက်လှန်၍ပျော်ပြီးမိမိမိုက်မှားသမယကိုဝင်ချတောင်းပန်လေသည်။ပညာသက်ဖြစ်သောမြို့အုပ်သည်လည်းအမားကိုတီး၍အမှန်ကိုရောက်လာခြင်းကမင်္ဂလာသဘာဖြစ်သည်ဟုကျင့်နေဝန်တာလေသည်။မကြာမီညွမေရောမြို့အုပ်ပါမော်တော်ကားတစ်စီးဖြင့်ညွမေတို့နေရရင်နတ်မော်ရွာတို့လိုက်ကလာခဲ့ကြသည် တဲစုပ်ကလေးသည်ကျိုးတို့ကျဲတဲ့နှင့်တုတ်တန်တစားပြင်ကဲ့သို့တိတ်ဆိတ်လျက်ရှိ၏ဝင်သွားကြသောအခါနှီးပြဆုပ်ပေါ်တွင်ပက်လက်ဖြစ်နေသောအမေကြီးကိုတွေ့ရလေသည်ညို့မေသည်ထိလန့်သွားကအသက်မရှိပဲတည်ရလာဟုရင်ကိုဆိုင်ဝင်ကြည့်အသက်မြော့မြော့ရှိသည်ကြောင့်တွေ့ရ၏အထူးကထိုပက်လက်ရင်ဘက်ပေါ်တွင်လက်နှစ်ဖက်ဖြင့်အုပ်ကင်ထားသောအရာတစ်ခုကိုတွေ့ကြရ၏ထိုအရာကညို့မေ၏ရချုပ်ဖြစ်၍တောတလေထုံးစံတိုင်းဟုဝါကျန်းချောချောတွင်ကညစ်ဖြစ်ရိမ့်မှတ်ထားသောရချုပ်ဖြစ်လေသည် တက်ကရ1268ခုပြတော်လာစံ၄ရက်6ရက် နေ့တောက်ကြနေ့ညနေ2နာရီအချိန်တွင်ယတနာ3ပါအုပ်ထိပ်ထားပြီးမာတာမိခင် ဖွာတန်စင်သည်မညွတ်မေသာသာအသက်120ရှိစေတော်ဟုရေးထားလေသည်ညွတ်မေသည်အမေအမေဟုတာယာစွာနှိုးလျာအတန်ကြာမှမျက်လုံးပွင့်လာ၍ချိနေသောအတန်ဖြင့်အော်သမီးညွတ်မေလားဟုမေး၍ပြောင်းရောင်ပြုတ်၏တဖန်မျက်နှာညှိုးသွား၍မျက်လီမျက်ရည်များကြာက သမီးလိမ့်လိမ့်မမနေရင်တော့ဟုတ်ပြောပြီးမင်းကတော့အမေကြီးအရသာကိုမခံစားရတော့ပဲဘူတီကျော်အစိကံဘဝနှစ်ပင်ဤဘဝကိုစသိမ်းရုပ်သွားသည်တည်းညွမေမှာမိမိမိုက်ပြအတွက်နောင်တကြီးစွာရာ၍အများစွာပူဆွေးလေသည်ပူဆွေးခြင်းမှာရိုးရိုးမဟုတ်အတိုးနှင့်ဆွေးရ၏အတိုးမှာလည်းရိုးအတိုးရိုးရိုးမဟုတ်နှစ်ထပ်တိုးနှင့်ဖြစ်သည်စင်စစ်တော်ကညွမေကိုကိုတနာเสียကောင်းတော့ဤပြောင်းလဲခြင်းငါးချက်တွေ့ရ၏ပထမမိမိသည်မောဟကြီးစွာဖုံးလွှမ်းသည်ဖြင့် ်ဂုံဂုံမက်လေသဖြင့်မိအမိရင်းကိုအစေခံဟုပြောပြီးနောက်မိမိမှားသည်ကိုမြင်စားပြု၍စိတ်ဤတုံ့လောက်ခြင်းဖြစ်လာလေသည်ဒုတိယအမိထွက်သွားပြီးနောက်ပေးထားခဲ့သောစာကိုဖတ်ရလင်သောအမိမိအမားကြီးမှားကြောင်းသိစကြစွာသိရှိ အထူးတုံ့လောက်ခြောက်ခြားကအမိဤကျေးဇူးမေတ္တာဂုံတို့ပေါ်လာ၍အထက်တန်းစားမိမမျိုးကိုဆုံးဖြတ်နိုင်လေသည် တတိယ မိခင်သည်ကိုစိတ်နှစ်ပါးညှိုးကြုံ၍မကြမ်းမမှတယောက်ထက်ပက်လက်ကလေးသေးငယ်သောစောနေစဉ်မိမိ၏ရချုပ်စားတာကိုရင်ခွင်၌တင်၍ပိုက်ဖက်ထားသည်ကိုတွေ့မြင်ရသောအခါဦးတဲပြောင်းမြန်လှည့်၍သွားလေ၏သတုထမိခင်ကိုကျေးဇူးမဆက်လိုက်ရဘဲတေးပြောင်းသွားသောအခါ၌အယုကလေးဖြစ်သွားလေသည် ပစ္စံမှာမိမိကိုယ်တိုင်တမီကလေးမွေးလာသောအခါ၌ဖြစ်၏ဖယားသခင်လက်ထက်ရာဇချိုးပြီး ဘယင်အစာတသက်သည်တပွက်တဲ့ဤအကြံဉာဏ်ပေးချက်အရာအထင်းအကိုလို့ယူသည့်ပြင်စိတ်ချရအောင်ဟုခမီးတော်ဘိဘိဘိမိန်သာရမင်းကြီးကိုလောင်အိမ်၌အစာငတ်ထားပြီးလင်ချေဘွားကိုဓာခွဲစားလူမိခင်၍တက်စေလိသည် မင်းကြီးနဲ့ရွာဆက်သည်နှင့်မရှိမနောင်တို့ရတွင်အစာတသက်သည် ထို့သို့ခမီးတော်နဲ့ရွာဆန်းကြောင့်မသိရမီ၌မိမိ၌တာတော် ထိုတရားပတ္တာကိုဖွားမြင်လေသည်ကိုသိရ၍ထိုသား၌ချစ်ခြင်းသည်ယူရင်းခြင်းစီကိုစိတ်၍နှစ်သိမ့်သွားသောဟု၏ထိုတို့ကိုယ်တိုင်မွေးဖွားမှအဖသည်တာကိုမြင်မြချစ်ကြောင်းသိရှိရသောအခါငါ၏အဖလည်းငါကိုဤတို့ချစ်လက်တတ်ဟုတတိယကမဲတော်အားမိမိဤခမီးတော်လည်းမိမိကိုဤတို့ပင်ချစ်ပါသလားဟုမေးမြန်းလေသည်ထိုအခါမှမဲတော်ကဟဲမင်းမိုက်မင်းရုပ်တင်ဤချင်းချင်းကအတုအပအပေါ်ရန်သာဖြစ်၏တင့်ဖဓာအပ်သောမြတ်တာကထူးထူးကြွကြွလုံ၍ဖြစ်၏တင့်ကုံကတတိရှိသောအခါမင်းကြီးဤ လက်ရလက်မောင်းသွေးကိုကိုက်ဖောက်၍တောက်လိုသောခြင်ချင်းဖြစ်သည်ကိုတင်ခမီးတော်သည်ရဲရဲရော်ရော်ဖောက်၍တိုက်၏ပညာရှိတို့ကထိုသားဖွားသောမင်းကြီးကိုအေကန်တက်လက်တန့်ဟုနမိတ်ဖတ်တော်ကြောင်းအဖားသက်သားမျိုးကိုမမွေးလို့၍ကိုဝင်ကိုဖျက်မိရှိရာတင်ခမီးတော်သည်အခွင့်မပေးဘဲကြီးသောအခါ၌ငါကိုတက်လိုကတက်ပစေငါသားဤမျက်နာကိုငါမြင်ယုံမြင်ရပါစေတော့မဖြစ်ပါလင်ဟုအခါခါတောင်းပန်၍တင်လူဖြစ်လာရခြင်းဖြစ်သည်ဖွားလာသောအစာအအိတ်ပြက်လောက်အောင် တင်ကိုချစ်၏ကိုတော်တိုင်း ခြေပိုးပိုက်ပွေ၍နေသည်များ၏တခါ၌တင့်လက်မတွင်ခုနာပေါက်လေရာပြေကိုက်လာသည်ကိုတင့်ခမီးတော်ကတွင်ပြင်ကုန်၏ပြေကိုစုံမျိုးလေသည်အိမ်မြအချစ်ခင်ယူရစွာသောဖခင်ကိုတင့်သက်ရသည်မှာတင့်ထက်မိုင်မဲရုံမာတော်သူလောကတွင်မရှိပြီတကားဟုရှာကြီးတငင်ငိုယူကပြောလေသည်ထိုအခါမှ ပဇာသသက်သည်ကိုတွေ့အသားဤအချင်းနှင့်ဆံပြူ၍ခမီးတော်ဟာတနာဆောင်မဲလာကခမီးတော်ကိုလှုပ်စေဦးအမိန်ပေး၏လွန်လေပြီဟုရှောက်ကြမှာယူကျုံးမဲ့ရနောင်သားကြီးစွာရလေသည်ယခုညွတ်မေမှာလည်းမွေးတမိခင်ဤကျေးဇူးမေတ္တာကိုအတန်အတက်တရှိနေရာမိမိကိုယ်တိုင်တမိတရားမွေမှာအမိဤမေတ္တာသည်တာသမိအပေါ်၌မိများမိပုံရှိကြောင်းကိုတွေ့လက်တွေ့တည်ရသောအခါတွတ်တွတ်ယူသောအယူမှမဖြစ်ဟုတမဲသာကြံတော်သည်မိမိသည်ပညာအတက်အတန် တက်မြောက်ခဲ့သူဖြစ်၍တဖြည်းဖြည်းတရားနှင့်ဖြည်းပြီးလည်းမိဤဂုံကျေးဇူးကိုဆက်ရန်တတ်နိုင်သောနေဖြင့်ပြုလေတော်သည်ဒါနသီလစာသော ကုသိုလ်တို့ကိုအထူးပြု၍အမိကိုယေရှုက အမျှတန်းဝေ၏အမိအတွက်ဆို၍တသက်လည်းကုသိုလ်ကောင်းမှုများပြု၏မင်းကတော်တမန်တော်ကဲ့သို့ဖဲရိုက်လောင်ကစားတောက်စားပျော်ရွှင်ခြင်းစသည်တို့ဖြင့်အချိန်မဖြုံမဲအောက်ပါအလုပ်တို့ကိုလုပ်လေရှိ၏တသက်မိတို့ကကောင်းစွာ မကြည့်မရှုပစ်ထားသောမိမတို့ကို ကြားတွေ့တွေ့မြင်ရလဲဆိုင်ရာသားသမီးတို့ကိုတရားဟောပြောခြင်းဖြစ်လက်ကောင်တချို့နေရာ၌အာဏာတကူဖြင့်အချင်းချောက်၍လက်ကောင်ကြီးစုပြုစုစေ၏သားသမီးမြေမြေမရှိအစဉ္ရဏပါသောလူကြီးသူကြီးတို့ကိုတွေ့လဲမိမိတတ်နိုင်သမျှကြီးစုပြုစုစေ၏လူကြုံများကရဲရဲရော်ရော်လှူလေးရှိ၏သားမြေရှိမရှိအသက်90ကျော်ယောက်ျားကြီးမိန်းမကြီးတို့ကိုအထူးသဖြင့်စဉ္ရဏပါသူတို့ကို ရှိရက်လာပြီလာကွယ်လို့နေတို့၌ဖိတ်ခေါ်၍ပေးတွေ့မွေးပေးကံဤမိင္ကတော်များနှင့်ငယ်ငယ်ရွယ်ရွယ်မိမတို့ကိုယ်တာမကြမကြလဖဲ့တောက်ဖဲ့၍အထက်တန်းစားမိမတရားကိုဟောပြောလေရှိရာမိမိကိုယ်တွင်အဖြစ်အပျက်ကိုထုတ်ဖော်၍ပြောပြလေရှိ၏တခါ၌ကျွန်ုပ်သည် ကောလိပ်ကျောင်းတွင် ကျောင်းနေဘက်ဖြစ်ပူသောဤမျိုးအုပ် coach ဘရွှေထံသို့အလဲသွားရာတခန်း၌သူကတော်ဟောပြောနေတဲ့ကြား၍စုံစမ်းရာအော်မင်းငါမိမအကြောင်းမသိသေးဘဲကိုအထက်တန်းစားမိမတရားအင်မတန်ဟောကောင်းတဲ့မင်းလဲနားထောင်သွားပါလားဟဲ့မညုံမေးဒီမှာကွယ်ငါတန်ငယ်ချင်းတယောက်ရောက်လာတယ်မင်းတရားနာခြင်းလို့တဲ့သူကိုလည်းဟောလိုက်ပါဟောဟုရေကမောကပြောဆိုခါကျွန်ုပ်ကိုဆွဲခေါ်သွားလေသည် တရားအဆုံး၌ကျွန်တော်သည်တာတို့နှစ်နှစ်ခြိုက်ခြိုက်ခေါ်၍ကိုပါရွှေနှင့်ပြန်ထိုင်ပြီးတော့အခါကိုပါရွှေသည်မင်းကတော့အတောအဆမှတ်ဆရာတားဆရာကိုစူဆောင်းတက်တဲ့အဲဟိုမညုံမီရဲ့အမေကနာစကားကတဆက်ပေးခဲ့တဲ့စာကိုငါသိမ့်ထားတယ်မင်းမဲယူသွားလိုက်ပြီတော့ဟုတစ်တာတစ်ခုမှထိုးပေးလိုက်ပေးသည်ထိုးစာကစအထက်ပါတွင် ပြခဲ့သောတပုံမင်းဖြစ်ပါလေတော့သည်ဒီမင်းကတော့ ြောင်းပြပါ යි မင်းကတော့ကကျွန်တော်ငငယ်တုန်းကလည်းစာထဲမှာသင်ခဲ့မှုပါပါအဲဒါကိုကျွန်တော်ကပြန်ပြီးအမှတ်ရလာလို့ပြန်လည်းဖတ်ရှုပေးခြင်းဖြစ်ပါတယ်အားလုံးပဲအဆုံးထိနှာစင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ရှိပါတယ်ကျွန်တော်ချန်နယ်လေးကိုလည်း like and subscribe ပြုလုပ်ပေးခဲ့ကြဖို့မေတ္တာရက်ခံပါတယ်